တက်မတော်ရဲ့ပုံမှန်တိုက်စစ်ဆင်တဲ့ပုံစံကိုတို့ကတွတ်ချက်ပြီးမှဖြစ်နိုင်ချေကိုတို့ကကြိုးပြီးသေးတာထားပြီးမှတို့ကတိုက်လာလို့ရှိရင်ဘယ်လိုမျိုးတိုက်မလို့တို့ခံစစ်ဘယ်လိုဆင်မလို့တို့စဉ်းစားထားတယ်အဲ့တော့ပြောရရင်တော့ AR တော်တော်လေးတော့ဒီကိစ္စမှာတော်တော်ပြင်ဆင်ထားတဲ့ပုံပေါ်လို့ဗျာနော်သို့တော့ကြောက်ဖြူတက်ကထိထားနိုင်ပြီလားဖြစ်တယ်လက်လွတ်နဲ့လက်လွတ်ရနိုင်လို့ရှိလားလို့နေကြောက်ဖြူနဲ့ပတ်သက်လို့တော့ AC လက်ကြောက်ပြီးပြောနိုင်တာလက်လွတ်ရတယ်မရှိဘူးကြောက်ဖြူကြောက်ဖြူသိမ်းပတ်ရဟာဆိုလို့ရှိရင်လဲကျွန်တော်တင်တာကဒီဒွန်လာကိုနော်အတွင်းမှာကျွန်တော်တို့ကြောက်ဖြူသိမ်းပတ်ရဟာပြီးစီးမယ် ဟိုင်းချရမီဝပီတူညကိုမော်မမများအလုံးမင်္ဂလာပါ news bit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ18ရက်နေ့ရက်နေ့လယ်ပိုင်းဗီဒီယိုတပိုးနေနဲ့နေနေခင်းမှာကျွန်တော်တို့နောက်ဆုံးရရှိထားတဲ့ပေါ့နော်တလန်သတင်းထူးသတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့သူဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ခါတိုင်းလိုပဲအရင်ဆုံးအနေနဲ့တလန်သတင်းတိုးလေးတွေကြည့်လိုက်ရအောင်နော် ပမဆွန်တဲ့နေဘိုးအနေနဲ့ကတော့ချင်းပြည်နယ်တိတိမ်မြို့ကလေးတိတိမ်ကားလမ်းမကြီးပေါ်မှာဆေးအုပ်စုနဲ့ချင်းတော်လိုက်တက်တွေတလန်နီပွားတပွဲဖြစ်ပွားနေခဲ့ပြီးတော့မှဆေးအုပ်စုအထီးအနာတေးများပြီးတော့မှ9မိုင်ထိတာခရီးရောက်သေးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒီဘက်မှာတော့ထိတွေ့မှုကနေတိုင်းလိုလိုရှိနေပါတယ်။စစ်တပ်ကအသေးဆုံးတွေရှိပါတယ်။စစ်တပ်ကအင်အားထပ်ဖြည့်တာတွေလည်းရှိပါတယ်။ကလေးမြို့နယ်တိုင်းငယ်နဲ့ဆိုတော့နိုင်ဝဲကြော်ကြော်လောက်စိုက်ကဲနဲ့မောင်းရတာအခုအဲ့ဒီနားကိုမတိုးနိုင်သေးဘူး။9မိုင်လောက်တိုးနိုင်သေးတယ်။ပြန်ဆုတ်သွားလိုက်တက်လာလိုက်အဲ့လိုလုပ်နေတယ်ဆိုပြီးတော့မှတော်လိုင်းရေးဘောတူအောင်နေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ လက်ရှိမှာစစ်ကောင်စီတပ်စီတပ်တွေဟာကလေးမျိုးတက်တူကနေပြီးတော့မှကလေးတီတိန်ကာလမကြီးကိုလက်နေကြီးပြစ်ကိုတိုက်ခတ်ပေးတာတွေရှိနေပြီးတော့မှခိုင်ကန်းမျိုးမရက်စကန်ကိုလည်းအခုဆိုရင်ကိုမိုင်စေအိုစုစစ်ဆေးကိမှာဆိုတော့လွန်ရထပ်ဖြည့်တာတွေလှုပ်ဆောင်နေတယ်ဆိုပြီးတော့မှကျွန်တော်သိရတာပဲဖြစ်ပါတယ်စေအိုစုအနေနဲ့ကတော့အခုဆိုရင်ပေါ့နော်ကျွန်တော်ဒီကလေးတီတိန်လမ်းမကြီးပေါ်မှာပြန်လဲတဆွဲဖို့စူးစမ်းနေတာပြီးတော့မှအကြတဲ့ကနေပြီးတော့မှတော်လန်ရေးတပ်ဖို့ကိုလည်းပြီးတော့မှပူပေါင်းပြီးတော့မှတိုက်ခတ်မှုတွေစစ်တိုက်ဆိုးလို့လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့ အရင်ကရဲ့ကြော်နေပါပေါ့တဲ့ဒီတပ်ဖွဲ့ဝင်တွေအရဆိုတော့ခုဆိုရဲမျိုးစာဖြစ်များနေတာမို့လို့တပြန်စိုးတာတွေများစွာရှိနေတယ်လို့ကျွန်တော်တို့နောက်ထပ်ကြားသိရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ချုံမြို့နယ်မန္တလေးမူဆက်ပြည်ထောင်စုလမ်းမကြီးပေါ်ကအုံမတိနဲ့ရေမောင်းတန်းကျေးရွာတို့မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ဆိုပြီးမှ TNL ရဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။အုံမတိနဲ့ရေမောင်းတန်းနဲ့ကလမ်းခွဲနေရာရဲ့ဟိုဘက်ဒီဘက်ချမ်းပေါ်အုံမတိကလမ်းခွဲရဲ့ပြုံးလွင်ဘက်ချမ်းမှာရေမောင်းတန်းက လမ်းခွဲရဲ့နောင်ချိုဘက်ချမ်းမှာအဲ့ဒီနေရာတွေမှာတိုက်ပွဲဖြစ်ပွားနေတာဆိုပြီးတော့မှနောင်ချိုမြို့ခံတို့ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ပြုံးလို့မြို့တွေကဝိုးဝံကြွေရမှာထိုင်ချခံစစ်ပြနေတဲ့စကောင်စီတားဆိုတော့မလေးလာရှုံးလမ်းမကြီးကနေပြီးတော့မှတဆင်ဝိုးဝံဘန်ဘွေးနောင်ချိုဆက်တဲ့စစ်ကြောင်းထုံးမှုတွေပေါ့နော်ဆက်တဲ့ဆိုသလိုလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ။အခုဆိုရင်စစ်ကောင်စီဘက်ကနေပြီးတော့မှဓာတ်တူလင်းနေတွေပါတုံပြီးတော့မှတိုက်ခိုက်မှုတွေလုံးဆောင်နေလို့ကျွန်တော်ပြည်သူတွေများစွာအသက်ဆုံးရှုံးမှုတွေဒီအစိတ်တင်းမှုတွေလည်းပြပေါ်နေတယ်လို့သိရတာပဲဖြစ်ပါတယ်။ဘလူးဘက်ပြပြတင်းနေလေဘက်ကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့တွေကိုကျွန်တော်တို့ NUG ပေါင်ချာနဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့တူဆုံဆုံတိုက်ခိုက်သွားမယ်ဆိုပြီးတော့မှကြီးညာထားတာမလို့ပေါ့နော်။ဘလူးမျိုးအောင်ပွဲတွေနဲ့တပ်ပြီးတော့မှကြားရမလဲဆိုတော့ကျွန်တော်တို့ဆောင်ကြမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဒီနေ့နေခင်းမိတ်မှာပထမဆုံးအနေနဲ့ကျွန်မကတော့ဦးတန်းစိုးနိုင်ကနေပြီးတော့မှခုဆိုရင်စစ်ကောင်စီနဲ့တရားဥပဒေချိုးစိဖွားတွေရှိနေတဲ့ကြော့ဖီမျိုးကို AA ဘက်ကနေပြီးတော့မှဘဲချင်းတိတ်ပိုက်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှသူ့အမြင်ကိုတုံ့တက်ပြောဆိုထားတာဖြစ်ပါတယ်။ဦးတန်းစိုးနိုင်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့စာကြည့်လိုက်ရအောင်နော်။ကြော့ဖီမှာရှိတဲ့တရားဥပဒေချိုးစိဖွားတွေကိုကျွန်တော်တို့တိတ်ပိုက်ပြီးတော့တရုတ်ကိုပြန်ပြီးတံပြန်ချင်းကြောက်နိုင်တဲ့မဟာဗျူဟာအနေထားတရားရဖို့အတွက်ကြော့ဖီတိတ်ပိုက်ရရေးကြည့်ပါတယ်။ဒါကြောင့် ကြောက်ဖြူသိမ့်ပိုက်ရေးအတွက်လည်းအေးအေးတက်တော့ကြိုးစားနေပါတယ်အဲ့တော့ကြောက်ဖြူသိမ့်ပိုက်ရေးဟာဆိုလို့ရှိရင်လည်းကျွန်တော်တင်တာကဒီဂျွန်လာကိုနော်အတွင်းမှာကျွန်တော်တို့ကြောက်ဖြူသိမ့်ပိုက်ရေးဟာဟိုပြီးစီးမယ်လို့ထင်ပါတယ်အဲ့တော့ဆိုလိုတာကချုံငုံကြည့်လို့ရှိရင်ကျွန်တော်တို့ဗမာပြည်ရဲ့အဲမြောက်ပိုင်းပေါ့နော်ကျွန်တော်တို့မြောက်ပိုင်းတစ်ခွန်လုံးမှာရှိနေတဲ့အင်အားစုတွေအဲ့ဒီထဲမှာကျွန်တော်တို့ချင်းပြည်နယ်ကိုပြောမယ်ဆိုရင်လည်းချင်းပြည်နယ်မှာလည်းကျွန်တော်တို့အဓိကမြို့နယ် သုံးခုလောက်ပဲကျွန်တော်တယ်အဲ့တော့ဆိုလိုတာကဒါလဲဆိုရင်ခုကိုပြည်နယ်အတွင်းမှာကိုတိုက်နေတာတဲ့ဆာလို့ရှိရင်နော်ပြည်နယ်ချင်းပေါင်းဆက်ပြီးတိုက်ပွဲဝင်တဲ့တိုင်းရင်းသားအဲ EU တွေရဲ့ပေါင်းဆက်တိုက်ပွဲဝင်မှုကခုကအတော်ကြီးကြီးတဲ့အခြေအနေဖြစ်နေအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါပြီးတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အခုကနည်းနည်းအားပြော့ပြီးတော့မဟာဗျူဟာရေးပါတဲ့ဂရင်းနီဒေတာကကျွန်တော်တို့မိုးပြဲကိုကျွန်တော်တို့ဝန်းရံဖို့ကျွန်တော်တို့ အဲစီးရေးလှုပ်ရှားမှုကဥတီပြီးတော့လုတ်ကန်ရလိမ့်မယ်လို့ထင်ပါတယ်အဲဒီမှာလဲအဓိကအဖြစ်မိုးပြဲဟာမိုးပြဲကနေပြီးတော့ကျွန်တော်တို့အဲကရမ်းတောင်တန်းတွေကိုကျော်လိုက်မယ်ဆိုရင်ကျွန်တော်တို့ပေါင်းလောင်းမြစ်ကိုကျော် ပြီးတော့ပြင်မနာကွင်းတွေကိုရောက်သွားမှာဖြစ်တဲ့အတွက်သူ့နေပြည်တော်ရဲ့ကန်စစ်စီးနော်အဓိကကြတဲ့နေရာဖြစ်ပါတယ်အဓိကနေရာတော့ပင်လောင်းပေါ့ဗျအခုကတော့အဲ့ဒီဟာတိုက်ပွဲတွေဟာ KN ဒီဒီ KNDF အနေနဲ့ Kreni တပ်ဖွဲ့တွေအနေနဲ့တစ်ဖက်ကမိုးပြဲမှာသူတို့ကကြုတ်ကြဲကျွန်တော်တို့စစ်ကောင်စီတပ်တွေကိုတွန်းလှန်နေတာနဲ့ပြိုင်နေတဲ့မှာပင်လောင်းဘက်မှာလည်းဆက်ပြီးတိုးချက်ပြီးစီးလှုပ်ရှားမှုလုပ်နေတယ်။အဲ့တော့အဲ့ဒီပင်လောင်းကျွန်တော်တို့ကန်စစ်စီးတာကျွန်တော်တို့သိမ့်ပိုက်ပြီးနိုင်ပြီဆိုလို့ရှိရင်တော့စစ်ကြောင်းအလုံးနေပြည်တော်ကိုချီတက်ကြဆိုတဲ့ကျွန်တော်တို့လမ်းမကြီးပောက်သွားတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီစီးအခြေအနေဒီအောက်မှာကျွန်တော်တို့ ခုအဲຫນွေဥတော်လန်ရဲ့နော်အဲအောင်ပွဲဟာကျွန်တော်တို့80ရာခိုင်နှုန်းလောက်ထိတော့ပေါက်ရောက်နေပြီလို့ကျွန်တော်တော့ပြောနိုင်တဲ့အခြေအနေဖြစ်တယ်လို့ကျွန်တော်ခြုံငုံပြီးတော့သုံးသပ်ပါရစေ ဒီမှာပေါ့နော်ကျွန်တော်တို့ဦးတန်းစိုးနိုင်ပြောထားသလိုပဲစစ်ကောင်စီနဲ့ကျိုးသူစစ်ပွဲတွေလုပ်နေတဲ့တရုတ်အနေနဲ့ကတော့အခုဆိုရင်ကြောက်ပြမှုမှာခံစစ်ပြမှုတွေလှုပ်ဆောင်နေတာဖြစ်ပြီးတော့မှစစ်ကောင်စီကိုလည်းနှုတ်ကွယ်နေပြီးတော့မှပံ့ပိုးကူညီမှုတွေလှုပ်ဆောင်နေတဲ့အပြင်ခုဆိုရင်ကျွန်တော်တို့ AB ကနေပြီးတော့မှထိုးစစ်တွေဆင်းတဲ့အချိန်မှာလည်းပေါ့နော်သူတို့အနေနဲ့ကူညီမှုတွေရှိတယ်လို့သိရတာဖြစ်ပြီးတော့မှ ကျွန်တော် A ဘက်ကတော့အဆုံဆုံးတွေတက်ခဲ့တော့မယ်ဆိုတော့တေချာနေတာပဲဖြစ်ပါတယ်။ခုစွန်လက်စကောင်စီရဲ့သူတို့တွေတရင်လိုက်ကိုကျွန်တော်ဘက်ကအလင်းဝင်မှုတွေလည်းများပြားနေတာမို့လို့ပေါ့နော်။ဇွန်လမကုန်ခင်မှာပဲကျွန်တော်တို့အနေနဲ့အပိတတ်သိမ့်ပိုင်နိုင်မယ်လို့ဦးတန်းစွန်နိုင်ပြည်မှာပြောကြားလိုက်တယ်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီမြန်မာပြည်ရှေ့ပိုင်းမှာရှိတဲ့ဒီ KNA ဘက်ကနေပြည်မှာစကောင်စီရဲ့ပင်လောက်ခါဆက်ကိုချိုးဖောက်လိုက်မယ်ဆိုတော့ပြည်သူတွေအားလုံးမျှော်လင့်နေတယ်ပေါ့နော်။ကျွန်တော်တို့နေပြည်တော်ကို ကြည့်တဲ့တောင်းနိုင်မဲ့အနေထားတွေလည်းတွေ့ရတာမလို့အခုချိန်မှာကျွန်တော်တို့တိုင်းသားလင်းနှကိုင်တပ်ဖို့အနေနဲ့သူပြည်ပေါ်မှာရှိတဲ့ပြည်သူတွေအနေနဲ့ပြည်နယ်ချင်းတိုင်းချင်းစစ်တွေပြီးတော့မှဆက်လက်လောက်ကိုင်ထိုးစစ်ဆင်တိုက်ခိုက်လိုက်မယ်ဆိုတော့မြောင်းလိုင်းတို့စစ်သားဆိုရင်တေချာပေါက်ဖြိုဖျက်နေပေါ့နော်အလူလဲရှုံးနေမှုတွေများစွာကြုံတွေ့နေတယ်ဆိုတဲ့သဘောမျိုးတွေကျွန်တော်တို့ပြည်တော်မှာတည်ရတာပဲဖြစ်ပါတယ် ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပလဲမျိုးနဲ့ကန်တော့ yes clan ကိုပြည်သိမ်းဖို့လုပ်နေတဲ့ပြည်လေတပ်ဖွဲ့ဝင်တွေကိုပိတ်ပင်သားစစ်မှုတွေလှုပ်ဆောင်နေတဲ့ဘူတမနီတို့အဖွဲ့နဲ့ပတ်သက်ပြီးတော့မှဥသိမ်းမြက်ဘလူးမျိုးတွေပြောရမလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ပလန်နုနဲ့ကတ်တောင်ရက်စကန်ကိုတင်ပိုက်ဖို့စစ်စင်ရေးဆင်နွှဲနေတဲ့ PLA ပြည်သူ့လူမျိုးရေးတက်မတော်စီကိုစစ်ကူမပုတ်နိုင်အောင်ရင်းမဲ့ပင် PDF ခေါင်းဆောင်ဗိုလ်တမနီကနှောက်ယှက်ဟန်တာနေတယ်လို့ PLA ရဲဘော်တူက TFB ကိုပြောပါတယ်ဒီနေ့ဇွန်လ16ရက်နေ့မှာ PLA ရဲဘော်တွေနှက်ကြီးမှုတ်ထောကူးတဲ့ ်ဂရုစိတ်အရောက်မှာဂရုစိတ်ပိတ်ထားတယ်ဆိုတော့စိုက်ပုတ်တွေ့ရတယ်လို့ဆိုပါတယ်အဲ့ဒါကြောင့်ဒေတာတာဝန်ရှိသူကိုစောမောင်ကိုတွားပြီးတော့အကူအညီတောင်းရမှာ PLA ဆိုလို့ရှိရင်ကူးကွင်မပြုတ်ဖို့တားမြစ်ထားကြောင်းပြောပြီးရင်းမပြန်ခိုင်စစ်ဌာနအယာယီကုတ်ကဲမှုဗိုလ်တမဏိနဲ့ပကဖအကုံဘုတ်ကောင်းတို့ရဲ့အတန်ဖိုင်ကိုဖွင့်ပြတယ်လို့ဆိုပါတယ်အဲ့ဒီအတန်ဖိုင်ထဲမှာ PLA နဲ့ NUG မဟုတ်တဲ့လူတွေကိုကူးကွင်မပေးဘူးလို့ပြောထားကြောင်း PLA ရဲဘော်ကဆိုပါတယ် အတန်ဖိုင်ထဲမှာပြောကြားချက်အရ PLA တွေမြစ်ကိုကူးမယ်ဆိုလို့ရှိရင်မြစ်အနောက်ဘက်ကနေအရှေ့ဘက်ကူးတာကိုသာခွင့်ပြုပြီးတော့မြစ်အရှေ့ဘက်ကနေပြီးတော့အနောက်ဘက်ကူးတာကိုလက်မခံဖို့တားမြစ်ထားတယ်လို့ဆိုပါတယ်မြစ်အနောက်ဘက်မှာ PLA တွေခြေကုပ်ယူမှာဆိုလို့အဲ့လိုတားမြစ်တာလို့ပြောထားကြောင်းလည်းအတန်ဖိုင်မှာဆိုပြောထားတယ်လို့ဆိုပါတယ် PLA တွေကိုလိုက်ပို့တဲ့ဂရုတွေ့လို့ရှိရင်အဲ့ဒီဂရုတွေကိုပါရေးယူမယ်ဆိုပြီးချင်းချောက်ထားတယ်လို့လည်းဆိုပါတယ်ချင်းနှွင့်မြစ်အနောက်ဘက်ဟာ PLA တွေကတ်တော့စကန်သိန်းတိုက်ပွဲဆင်နေတဲ့နေရာဖြစ်ပါတယ် မြင့်ရရှိဘက်က PLA တွေမြင့်နောက်ဘက်ကိုကူးမလာရဘူးလို့ဆိုထားတဲ့အတွက်စစ်ကူမပေးပို့ရဘူးလို့တားမြစ်ဟန်တားနေတဲ့သဘောမျိုးတက်ရောက်နေပါတယ်။ရင်းမဲ့ပင် PDF ကောင်းဆောင်ဘိုတမဏိဟာအရင်ကတပြေးအေးဆရာတော်ဦးတော်ပါကဖြစ်ပြီးတော့စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှာလူထွက်ပြီးတော့ဘိုတမဏိနာမည်ခံယူထားတာဖြစ်ပါတယ်။ဘိုတမဏိဟာဟီးရိုတိုက်ခါတော်လိုင်းရေးအဖွဲ့ကောင်းဆောင်ဘိုထိုက်မောင်အပါအဝင်စုစုပေါင်းလူပေါင်း20ကျော်ကိုတပ်ဖြတ်မှုနဲ့ NUG အမျိုးသားညီညွတ်ရေးဆိုရကစုံစမ်းစစ်ဆေးမှုတူလည်းဖြစ်ပါတယ်။အခုတားမြစ်မှုနဲ့ပတ်သက်ပြီးတော့ရင်းမဲ့ပင်ပါကဖကိုဆက်သွယ်မေးမြန်းဖို့စူးစမ်းနေပေမဲ့အခုထိအဆက်အသွယ်မရသေးပါဘူး။ ဒီလိုမျိုးပေါ့နော်ဆေးရုံစုံမှုပြမှုတွေရှိနေတဲ့ဘူတာမန္တလေးဟာဆိုတော့အခုဆိုရင်တို့ပြည်လေတပ်ဖွဲ့ဝင်တွေပုံမှန်လဲဆလေးရုံမှာပို့ချုပ်ဆန်နေတာဖြစ်ပြီးတော့တို့ရဲ့ကာနော်ရက်စကန်တိုင်းတိုက်ပွဲမောင်းမြင်ဖို့ညမတဲ့ကြံစီတွေနဲ့လှုပ်ဆောင်နေတယ်ဆိုတော့တို့တပ်ပြီးတော့မှတည်ရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးအုပ်စုတွေကို NUG အနေနဲ့ပြက်ပြက်တက်တက်ခိုင်းတွေပြီးတော့မှပေါ့နော်ပြန်ပြီးတော့မှရေးယူတင်နေတာပဲဖြစ်ပါတယ်။ပီတိုရဲလုံးမျောလင့်ထားတဲ့ တော်လန်တရင်ကောင်းတွေကိုကျွန်တော်ကြားဖို့စောင့်ဆိုင်းနေကြတဲ့ချိန်မှာနောက်ွယ်နေပြီးတော့မှတော်လန်ကိုဖြစ်လို့ဖြစ်စီဖို့ဆန်တဲ့လှုပ်ဆောင်နေတဲ့အုပ်စုတွေများစွာရှိနေတယ်ဆိုတော့လည်းကျွန်တော်တို့ထပ်ပြီးတော့မှတွေ့ရပဲဖြစ်ပါတယ်အညာမှာဆိုတော့အခုလိုမျိုးတွေ့ဆိုပြီးတော့မှထင်းထင်းချက်တောင်းချက်နေတဲ့ဒီရမပင်ခိုင်တရင်တွေပြင်ကျန်တဲ့ပေါ့နော်ပါတလုံးတွေအားဆိုတော့ကျွန်တော်တို့ကလည်းပြီးတော့မှ PVCC နဲ့အေးအေးယူစစ်တင်တဲ့အဖွဲ့တွေများစွာရှိနေတဲ့ကြားထဲကလည်းပြီးတော့မှအဓိကအဖွဲ့တွေဖြစ်တယ်ဆိုတော့လည်းထပ်ပြီးတော့မှ သိရှိရတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်နေတယ်ဘောမချော်မြင်းမြန်နေပြီးတော့မှကြော့ဖီမျိုးကိုအေးအနေနဲ့လုံးဝမသိမ့်ပိုင်နိုင်ဘူးဆိုပြီးတော့မှအချောင်ပြောဆိုထားတဲ့အားလေကျွန်တော်စစ်ပြီးတော့မှနောက်ထောင်ကြည့်လိုက်ရအောင်နော်အေးရပွင့်လည်းပြောနေဒီပွဲမှာတော်တော်လေးသူအကန့်အသတ်နဲ့ထိုးစစ်ဆင်နေရဖို့ပေါ့တယ်ပြောပြောရင်တော့တော်တော်လေးတော့အကန့်အသတ်ထိုးစစ်ဆင်ရပြီးလက်နက်ခဲရန်လူအင်အားကိုသူချွေတာပြီးတော့စနစ်တကျလုံနေရတဲ့သဘောရှိတယ်အရင်အုံနေချင်တဲ့ပြတိုင်းပဲဒီပွဲမှာအူးချိုးပြီးတော့သူတို့လုံးဝဆစ်ရှုံးသွားမှာအေးကြောက်နေဖို့ပေါ့တယ်ကြောက်နေဖို့ပေါ့တယ်နောက်တစ်ချက်ကဒီကောင်းနေအေးမှာထူးခြားတာတစ်ခုတော့ရှိတယ်တဲ့ပွင့်လည်းပြောရင်တော့ထူးခြားတာတစ်ခုရှိတယ် ဟိုအေးရတယ်ဆိုတော့သူကနေတော်လားလေဟိုပြခင်ဗျာသိရတိုင်းပဲအေးဟိုရခိုင်တကယ်ဟိုရခိုင်နေတဲ့တခွေကိုစာမတ်တပ်ပေးမိတဲ့ရခိုင်နေတော်လားလေတကယ်ကိုပြောဟိုခင်ဗျားတို့ရခိုင်ပြည်နယ်တွေကတချို့ရခိုင်တွေရဲ့ရုပ်ရည်ယူပကာနဲ့ဘာခေါ်လဲဆိုတော့ဟိုတချို့ရခိုင်တွေပြောတော့ကိုနေဦးကြီးနဲ့သွားတိုင်းနေမှာတော့ဆိုတော့ရုပ်ရည်ယူပကာတွေနဲ့သူတို့ရဲ့အသားရည်တွေကတကယ်ကိုအသားရည်တွေချစ်ချစ်ကြီးမမကြီးဘာလို့ဆိုတော့ပင်လေထဲမှာ ငါးဖန်ရင်ငုတ်ဒါတွေနဲ့လုတ်ပြီးတော့တောထဲမှာငါးဖန်တောတိုးအခုခုတ်တခုအဲ့ဟာတောတိုးတောတိုးဆိုတော့အဲ့ဒီအတိုက်ကြီးတွေတန်းချိုင်းကြီးနေလူလူညံ့မရှိချမ်းချမ်းတန်းချိုင်းကြီးယူချမ်းချမ်းကြီးနေအဲ့လိုဟာမျိုးကြီးဆိုတော့ဒီကောင်ကအဲ့တော့ရာသီဥတုတံကိုလည်းခံနိုင်တယ်အကြံပန်းလည်းခံနိုင်တယ်မွေးဆိုလည်းစားလိုက်တော့ပိုးဆိုးသွားရောဟိုဟိုဟွာလို့ပါဗျာဟိုတိုင်းဝမ်ဘက်ကားတွေကလို့ပါဟိုကောင်ဝမ်ဘက်မင်းသားကိုတိုးလီချာကိုထိုးတဲ့နောက်ဆုံးထိုးတဲ့ကောင်ကြီးဆစ်ထိုးပြီးထိုးသလိုမျိုးဖြစ်ကုန်အဲ့လိုမျိုးဖြစ်ကုန်ပြောရရင်တော့ငိုတဲ့တောက်မှလည်းခံနိုင်ပါလေဆိုမှပိုးပြီးထိုးတယ်လို့ဖြစ်တယ်ဆိုတော့ခန်းစစ်ပြူဟာကိုတော့တော်တော်လေးအားကောင်းကောင်းနဲ့သူတို့လည်းလုပ်တယ်ပြောရရင်တော့ပေးမဲစီရင်ကြီးကြီးခံနိုင်တာကိုတော့တွေ့ရတယ်တက်မတော်ရဲ့လေးနဲ့အဲ့တော့ဖြတ်ဆန်းရလို့လေတခြားတွက်ချိန်မှာသူတို့သူတို့ရဲ့ ဒီတက်ကတိုက်စစ်ဆင်းတဲ့နေရာမှာတို့ခန်းစစ်ကိုပြန်ဆင်းတာကိုတို့တွေ့ရတယ်ပြောရရင်တော့တက်မတော်ရဲ့ပုံမှန်တိုက်စစ်ဆင်းတဲ့ပုံစံကိုတို့ကတွက်ချက်ပြီးမှဖြစ်နိုင်ချေကိုတို့ကကြိုးပြီးလေ့လာထားပြီးတော့မှတို့ကတိုက်လာလို့ရှိရင်သူဘယ်လိုများတိုက်မှာဆိုတော့တို့ခန်းစစ်ဘယ်လိုဆင်းလဲဆိုတော့စဉ်းစားထားတယ်ပေါ့အဲ့တော့ပြောရရင်တော့ AR တော်တော်လေးတော့ဒီကိစ္စမှာတော်တော်ပြင်ဆင်ထားရပို့ပေါ်ရပေါ့ဗျာနော်တိုးတော့ကြောက်ဖြူတက်ကထိထနိုင်ပြီးသားဖြစ်တယ်လက်လွတ်နဲ့လက်လွတ်ရနေချင်းရှိလားလို့မင်းကြောက်ဖြူနဲ့ပတ်သက်လို့တော့ AC လက်ဖြောက်ပြီးပြောနိုင်တာလက်လွတ်ဆရာအကြောင်းမရှိဘူးကြောက်ဖြူလုံးဝလက်လွတ်ရမှာမဟုတ်ဘူးပြောတာပဲနော် AA ထိထုံနိုင်ဘူးတိုက်ခိုက်နိုင်ဘူးဆိုတော့မဖြစ်နိုင်တော့ဘူးကွပွင့်လည်းပြောတော့တိုက်ခိုက်နိုင်ဘူးမဖြစ်နိုင်တော့ဘူးတခုပဲတဲ့ တက်မတော်ဘက်က policy ပြောင်းသွားရင်တော့လက်လွတ်တာကိုခဏပြီး policy မပြောင်းကြောက်ပြီးတော့လုံးဝလက်မလွတ်နဲ့လို့အမိတ်လာပြီးလိုတဲ့လက်နဲ့ခဲရန်ကြည်ဒူအင်ကဖြည့်လို့ပြောရင်တော့လုံးဝကြက်လက်ကြောင်းမရှိဘူးအဲဒီလိုတော့ပြောတယ်အဲ့တော့တိုးတော့ policy ပြောင်းသွားရင်တော့မသိဘူး policy ဆိုတာကခဏတည့်ရတာပဲ policy ဆိုတာ policy ပဲဘာလို့တော့ကျွန်တော်မသိဘူးเนาะအဲ့တော့ကြောက်ပြူတော့ပုံမှန်လည်းပြောရင်ထိနိုင်တယ်တဲ့ထိနိုင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ AI ကပြီးတော့သူတို့တိမ့်ထားတဲ့နေမြေတွေမှာရှိတဲ့နေမြေတွေမှာတိုက်ပွဲတွေမှာဖြစ်မှုမရှိဘူးမရှိပြနဲ့အဲ့ရလူတွေကတချို့ဖုံးတော့တုံးပြီးတော့တိုက်ပွဲမဖြစ်တော့တဲ့နေမြေတွေမှာ တို့တိတ်ထားပြီးတဲ့တိုင်နေပြီးမှလူအင်အားမရှိတော့ဘူးအဲ့လူတွေကထုံ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 နိုင်တယ်အဲ့မှာအင်အားလျော့နေတယ်လျော့နေတယ်လျော့တယ်အဲ့ဒီလျော့နေအင်အားလျော့နေနေရာတွေကိုတက်ကထိုးစင်မစင်တာစဉ်းစားစရာတိတ်ကောင်းတာဒါထိုးစင်စင်ပေါ့နော်အင်အားလျော့နေနေရာထိုးစင်စင်ပါဥပမာဗျာတန်တွဲတို့ငါပတိတို့ထိုးစက်တက်လိုက်တယ်တက်တက်တက်စကြောင်းထိုးစက်တက်ကြည့်ပါလားပင်လယ်ကနေပြီးတော့တင်းပေါ်တွေနေခုနကခုနကဟိုကျွန်တော်တို့ခုမှလေ့ကျင့်သလိုပေါ့ဗျာဟိုရွှေတောင်ရံမှာလေ့ကျင့်သလိုပေါ့နော်ရွှေတောင်ရံငွေတောင်ငွေတောင်မှာလေ့ကျင့်သလိုပေါ့တခါတည်းရွှေတောင်ရံငွေတောင်မှာလေ့ကျင့်သလိုပဲဟိုကန်းထိုးရည်ရည်နဲ့တက်ပြီးတော့တခါတည်းထိုးစက်တက်တာမျိုးလုပ်ရင်တော့တေးရတဲ့တန်တွဲငါပတိကခဏလေးပြင်ရအောင် ီကောင်တော့ဗောနော်ခုဆိုရင် AI ထိုးစစ်ကိုတော်တော်လေးကိုကြောင်းနေတာပဲဖြစ်ပါတယ်ကျတို့ကြော့ဖြူမျိုးမှာဆိုတော့စကွန်စီတက်ဖို့နေတက်ရင်လိုက် AI ထံမှာလည်းနှချညံခံတဲ့ကျွန်တော်တို့တရင်မျိုးတွေကြားပြီးပြီးကျွန်မပဲသူတို့အနေနဲ့အဲ့ဒါတွေကဘာမှမဟုတ်ဘူးခုဆိုရင်စကွန်စီတက်တွေကနေပြတော့ပြန်လဲထိုးစစ်စင်တက်ခတ်မှုတွေလွတ်ဆောင်နေတဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ ဂျင်းနဲ့ပြောဆိုနေတာကိုလည်းကျွန်တော်တို့ထပ်ပြီးတော့မှသိရတာဖြစ်တယ်။ဒါကတော့ဘောနော်စစ်ကောင်စီလိုဘူတွေရဲ့ပုံမှန်လုပ်နေကြောက်ွက်တွေဖြစ်ပြီးတော့မှသူတို့တွေနဲ့ဆစ်ရှုံးပြီးဆိုတာနဲ့အောက်ခြေကသူတို့သက်သားတွေစေတယ်မှာကြောက်အောင်မျိုးလိမျိုးစပြောဆိုနေတဲ့အကွက်တွေပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အေအေနဲ့သူပြီးသူတွေတည်ရလုံးဝနေပြီးတော့မှနောက်ခွဲရနေပြီးတော့မှဝင်းကြီးပန်ပွင့်နဲ့အခုဆိုရင်အပေရမျိုးလုပ်နေကြတော့ဘောနော်မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ကြော့ဖြစ်မျိုးတင်းတဲ့ပွဲနဲ့ပတ်သက်ပြီးတော့မှတရင်ကောင်းတွေမကြခင်မှာဒီချပေါ့ချမ်းမယ်လို့မျှော်လေရတာဖြစ်ပါတယ်။ဒီကြော်မျိုးမျိုးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မျိုးပါပြည်သူတွေဘက်ကနေပြီးတော့မှလည်း ကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပြခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုံပုံကတော့နေပြီးတော့မှသူရဲ့ဇာတိနဲ့ဖြစ်တဲ့ဒီပုံမျိုးနဲ့ပဲမှရေခါပြက်လက်နေတဲ့ပြော်တွေကိုရေခါပို့ဖို့လိုအပ်နေပြီဆိုတဲ့ပုံစံမျိုးနဲ့အားချောင်ပြောဆိုထားတဲ့အားလေကျွန်တော်တို့တစ်ချက်လုံးကြည့်လိုက်ရအောင်နော်။တင်းတင်းနဲ့ဖုံးတွေကိုတင်းစရာရှိရင်တင်းရမယ်။နော်။တိတ်တိတ်စရာရှိရင်တောင်းရမယ်။ဥစားယုံကြည်မှုမရှိဘူး။ရေပြာကိုယုံကြည်မှုလို့တည်းလုံးဝမရှိဘူး။အဲဘယ်ဖုန်းတွေတောင်းရမလဲ။စကားမိုးလေးဝင်တော့။ဖုန်းတွေတိတ်စရာရှာတိတ်မလိုက်။တတ်တော်စရာပေါက်ကြရင်မင်းတို့ပဲ။ဒါပဲလူရင်းရ အဲ့တော့လောက်ဆရာရှိတာဦးဇင်းတို့ကလောက်ဒီဟာကဲဦးဇင်းတို့အမကုတ်ကိုစုမှာပြည်သူစင်အရာရှိတယ်ပြည်သူစင်စီက9ယောက်လောက်ခေါ်သွားလိုက်နော်9ယောက်လောက်ခေါ်သွားလိုက်အဲ့လို9ယောက်လောက်ခေါ်သွားပြီးမှဦးဇင်းတို့ပေါ့မျိုးကိုဆက်မယ်ပေါ့မျိုးမရောက်ခင်မှာဦးဇင်းတို့ဖဲရောင်းဖဲရောင်းမှာဦးဇင်းတို့ကပ္ပဇာတကားနဲ့ပြည်သူစင်အရာရှိတယ်နော်အဲ့တိုင်းဦးဇင်းတို့ယာကြည့်ပြန်ယာကြည့်ပြန်ယာကြည့်ပြန်မှာလဲဦးဇင်းတို့ပို့စရာချစရာရှိတာချမယ်ရိတ်ခါတွေပါမှာထိုင်ချရမှာပေါ့ဗျာမချလို့တော့မရဘူးဒါပေမဲ့သူတို့လည်းပြက်လန့်နေတာအဲ့ဒီယာကြည့်ပြန်နောက်ထပ်9ယောက်ခေါ်သွားမယ်ပြည်သူစင်နော်နေကျွမ်းတဲ့ ဲ့တော့ဘယ်ဟာဟာဒီခေါ်သွားမယ်လဲဆိုရာကြီးမြန်မာဆိုလို့ရှိရင်အဲ့တော့ဥစဉ်တို့အဝေးကနေလာပြီးမှဒီတမတော်ထောက်ခံတဲ့ဝိုင်းရံတဲ့သူကြန့်ခံရေးဓမ္မတွေရှိတယ်ရာကြီးဖြစ်သစ်လုံနေရဲ့သူတို့ကိုလည်းခေါ်သွားရမယ်လက်နဲ့လက်နဲ့နဲ့ပေါ့ဗျာလက်ပလာကြီးတော့ခေါ်မလို့နဲ့ပေါ့နော်ဒီလက်နဲ့နဲ့ပါခေါ်သွားရမယ်အဲ့တော့အုံတော်မှာဂယူးဆိုင်ရမယ်အုံတော်လမ်းမှာခင်ဗျားတို့မိုင်းတွေဂယူးဆိုင်ရမယ်အုံတော်ရအုံတော်ပါဆိုရင်အမဲရောင်နံနမိတ်ထဲမှာပါပြီးသားနော်အမဲရောင်နံနမိတ်ထဲမှာပါပြီးသားအုံတော်ရွာကိုလည်းခင်ဗျားတို့တွားတဲ့ခါမှာဂယူးဆိုင်ရမယ်ရှင်ပြေအရင်ရှင်းရမယ်အဲ့တော့အုံတော်တို့အဲ့မှာအင်းအင်းတော်တို့အင်းတော်တောင်စုမြောက်စုနော်အုံတော်တောင်စုမြောက်စု မြောက်စုကအဲ့လောက်မဆိုးဘူးတောင်စုကဆိုးတယ်နော်အဲ့တော့ဒါဘီယူကတော့ဆိုင်အောင်ပါဗျာကဲအုံတော့တောင်စုမြောက်စုအဲ့ဒါပြင်အင်းတော့တောင်စုမြောက်စုလာလိုက်မယ်အဲ့ဒါပြီးမှပေါင်းမျိုးကိုရောက်မယ်နော်လမ်းကြောင်းမှာဟိုဘက်မှာဆိုလို့ရှိရင်ဦးစင်းတို့ရွာဘက်တွေရှိတယ်ဒီရွာဘက်တွေကတော့အေးစေးစေးနေတဲ့ရွာဘက်တွေနော်လူတက်ထားတွေပါလိမကြောက်ဘူးပေါင်းမျိုးနဲ့တောင်ဘက်မှာဆိုရွာတွေရှိတယ်နော်အဲ့မှာဦးစင်းတို့ရွာတွေရှိတယ်6ရွာအုပ်စုတပည့်စုအုပ်စုတွေရှိတယ်နော်ဒီဘက်ကတော့တယောက်နဲ့တယောက်လူတက်ထားဖြတ်ထားတော့မကြောက်ရတော့လောက်ပဲမရှိတဲ့လောက်ပဲနော်အဲ့တော့ထားပါဒါတွေကဦးစင်းတို့အဲ့မှာပေါင်းမျိုးကိုရောက်မယ်ပေါင်းမျိုးကိုရောက်လို့ရှိရင်ဘာလုပ်မလဲ တကုံတို့ပင်တောင်တို့ဆိုရင်သွားမယ်ဆိုရင်ဒီဦးဇင်းတို့တဝိစုတကြောကိုဖျက်ရမယ်။ပေါ့မြို့တိုင်တောင်ဘက်တိုင်လမ်းတိုင်။အဲ့လိုလမ်းတိုင်မှာစစ်ကြောင်းကောင်းထိုးရမယ်။ထိုးပြီးလို့ရှိရင်လမ်းတွေမှာမိုင်းတွေရှိတယ်။အဲ့ဒီမိုင်းတွေကိုဘယ်လိုရှင်းမလဲ။မိုင်းတွေဘာမှမဆိုရှိတယ်။အဲ့မှာဆိုလို့ရှိရင်အမှတောင်ချိုကိုဖျက်ရမယ်။တဝိစုကိုဖျက်ရမယ်။တယ်လေးဝင်ဖျက်ရမယ်။မြေเจ้าကိုဖျက်ရမယ်။လယ်လမ်းကိုဖျက်ရမယ်။တယ်လီဖီကိုဖျက်ရမယ်။အဲ့ဒီတိုင်မှာခမရပြတကုံတို့ရောက်မယ်။နော်ဟိုဘက်တိုင်တကုံတကြောကိုရောက်မယ်။တကုံဟိုဘက်ချောင်းကူရင်ကိုင်းချောင်းချောင်းနာချောင်းနာဟိုဘက်ပြီးရင်ကိုင်းလေ။အဲ့လေပြီးအဲ့ဒီကြောလုံးကအကုန်လုံး PDF တွေကြိုင်မယ်။ ပီဒီအက်တွေကြိုက်ပဲနော်အဲ့တိုင်မှာဆက်ဆက်ပြီးမှဘလို့ဘလို့လာယူလက်ပင်တော်တို့ဝင်ပြည်သူစီရွာတွေပေါ့ဗျာအဲ့မှာအကုန်လုံးတချိုကုန်းတို့ဘာလို့ချိတ်ဆက်ပြီးမှအဲ့မှာဟိုပဲဒီလိုကွင်းတို့ကတော့ဒီယာကြီးပင်မရောက်ခင်မှာပတ်ရမယ်နော်ဒီမှာပေါ့ဂရောင်းနဲ့ပြီးတော့မှသူတို့ပြည်ရွာတွေကိုဒီခါပို့ဖို့တောင်းပါပါတော့အခက်ခဲမျိုးစုံကြော်ဖြတ်ရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ညင်းညူပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော် PDF တက်ဖို့ဝင်တယ်အခုဆိုရယ်သူရဲ့ဒီပုံမျိုးနဲ့တော်ရင်မှဆိုတော့ကြီးစိုးနေတယ်ဆိုတော့ပြသနေတာဖြစ်ပြီးတော့မှမကြခင်မှာတော့ပြဆိုတွေကြီးစိုးပါတယ်ဆိုတဲ့နေရာတွေတက်ရတော့မှ ကျွန်တော် PDF ပုံအောင်တပုံနဲ့အခုဆိုရင်တင်မဲ့ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ပေါကရုံးနေနဲ့အခုလိုမျိုးပေါ့နော်။ဓမြမှုတွေကိုစတိုက်ကျူးလို့ရင်ပြီးတော့မှပီတိုတွေကိုဖြစ်လို့ပြစီနဲ့အချင်းချောက်ပြောဆုံးတယ်ဆက်လက်လှုပ်ဆောင်နေပန်ဆိုတော့တော်လန်တပုံနဲ့နေပြီးတော့မှဇဘွေးရင်မတိုင်ခင်ပါပဲ။အပြည့်ရှင်းခိုင်းရမယ်ဆိုတာကတော့ချိန်တိပြောလို့ရနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုံအနေနဲ့ပေါကရုံးကြော်မင်းမင်းတို့လိုစစ်ကောင်စီဘောမှစမတပ်ပြမတပ်လေးတွေကို MND ရဲဘော်ကိုလိုရနေပြီးတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ဟို အဓိကပြောချင်တာအားထားလို့ပေါ့အဓိကကျွန်တော်လူတုရှိပို့ချင်တဲ့ message လူတုတော့မဟုတ်ဘူးနော် sorry ဟိုတောင်းပန်တယ်လူတုကိုကျွန်တော်ပေးချင်တဲ့ message မဟုတ်ဘူးစစ်ခွေးတို့ကျွန်တော်ပေးချင်တဲ့ message နော် message မှာကျွန်တော်ရဲ့ comment မှာလက်ရေးတယ်ဆိုလဲစလုံးပေါင်းတပ်ပုံလေးမှတ်အောင်ရေးစလုံးပေါင်းတပ်ပုံတော့မမှန်ပဲနဲ့လက်ဟောင်နေကြတဲ့စစ်ခွေးတွေကိုနော်ငါပြောခဲ့ပြီပေါ့မင်းတို့အချိန်ကြီးလေးမှာပြောခဲ့ပြီစစ်ခွေးမှလည်းအားမပညာတတ်တောင်းမှမရှိဘူးဟုတ်ပြီလားအဲ့တော့မင်းတို့ရဲ့ comment တွေမင်းတို့ရေးတဲ့စာတွေမင်းတို့တိကျပြန်ကြည့်ငါစလုံးလေး ထိုးပြီးမှတော့ငါမလုပ်ဘာမလုပ်လဲမလုပ်တော့ဘာကြောင့်လဲမင်းတို့ကြီးကကောင်းနေအင်မတန်မားနေတယ်စလုံးမောလေးနဲ့မအောင်ရေးပါစိတ်ခွင့်မဲ့နဲ့ပြညာမတက်ဘူးအဲ့ဒါပြောတာနော်စာမတက်ဘူးလားစာမတက်ပဲနဲ့နိုင်ငံတော်ဘယ်လိုအုပ်ချုပ်မှလဲမင်းတို့တွေဟမ်မင်းတို့အထွေမင်းအောင်ရေးဆိုကောင်ကစိန်တန်းအထိပဲရှိခဲ့တယ်ဟုတ်တယ်မလားမင်းတို့ရဲ့ခေါင်းဆောင်စိန်တန်းအထိပဲရှိရဆိုတာမင်းတို့ဒီမှာလဲဘာဆောက်ဖို့ရှိလို့လဲစဉ်းစားကြည့်စလုံးမောက်မှန်အောင်ကြီးစလုံးမောက်မှန်အောင်ကြီးမှာလောင်ဝင်ဟောင်းမှာ ငါလွန်ကြီးညနာဒေးတိုင်းမှာပြောနေတာမင်းတို့လို့ညနာမပြရဲဝေါ်မှာမတင်ထားရဲပဲနဲ့ငါမပြောဘူးဟုတ်ပြီလားစစ်ခွေးတို့တတိကြောက်တယ်ခမငါတို့လက်ကနေမပါဘူးနော်ဟုတ်ပြီလားအေးအခုငါရိုက်နေပုံငါအိမ်ချူပြီးပြောတာငါရိုက်နေမဟုတ်ဘူးတတ်တမဲအခု posting ကနေမှငါအိမ်ချလိုက်တာမအီဘေးလေးတွေကစပတ်မပေါ်ရုံတောင်းမယ်ပြရတဲ့ဟာတော့မပန်းဘူးငါတနက်ထိတ်ပြောင်းသွားလေးပါသွားတယ်ဟောဖန်ချသွားတယ်နော်အခုငါအကောင်နဲ့ပိတ်တော့မယ်မကြောင်ရင်ပိတ်တော့မယ်နောက်နေ့ရအောင်ဒီကြောင်တော့လေနော်ဟုတ်ပြီလား အဲ့တော့နောက်ထပ်ဟောင်းကျင်တဲ့ခွေးမှန်လည်းများအားလုံးစတတ်အောင်နေမှာစတတ်မှလဟောင်းမှာမင်းတို့ပထွေးမင်းတို့ရဲ့အဖေမင်းအောင်လိုက်တော့မှဆေတန်းအဆင်မရှိတယ်ဟုတ်ပြီလားဒီပနိုင်ငံမှာတွားရမှာဘာမှစကားပြောခဲ့လို့ဟိုကစကားပြန်နေပြပါတလဲရှာနေရတာဟမ်စောက်ဆင်းကဘာရှိလဲဟဲ့အောင်အမေဒေါ်အောင်ဆန်းစုကြည်ဘယ်နိုင်ငံတော်တော်ဘယ်စကားပြန်မှမလိုဘူးကွာနားလေလားဟင်းဟင်းအမေဒေါ်အောင်ဆန်းစုကြည်မင်းဘယ်နိုင်ငံတော်တော်ဘယ်စကားပြန်ခေါ်ရဘူးလဲအေးမင်းတို့ပထွေးမင်းတို့အဖေမင်းတို့ကိုးကွယ်နေရင်ခွေးမျိုးမရောက်လာရင် စာသာဘယ်နှလုံးကတ်တယ်လဲအခုတူသားသမီးဖြစ်တဲ့မင်းတို့စစ်ခွေးတွေနောက်ကမန့်မလည်းရေးထားတဲ့ကိုကမန့်ကိုပြန်ကြည့်စလုံးစာမှန်လားမမှန်လားဆိုတာနော်ဒါတော့ဗောနော်ကျွန်တော်ကိုလုံးဝေးရနေပြီတော့မှာစမ်တပ်ပိမ့်တက်စစ်ကောင်စီဘိုးမရုတ်ကက်လေးတွေနဲ့အောက်ခြေမှာရှိနေတဲ့အောက်ခြေတပ်သားတွေကိုဆုံးမပြောဆိုထားဖြစ်တယ်မြောက်လိုက်တော်မှာဗောနော်ဒီဘိုးမစကားနဲ့ပဲအခုဆိုရင်ကဘာပဲပြတော့မှာကျွန်တော်တို့မြန်မာနဲ့လူမျိုးတွေပေါ်မှာတိတ်ခါချမှုတွေနဲ့စစ်တိုက်ကျူးလွန်နေတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေကိုချင်းချောက်တပ်ဖြတ်မှုတွေလုံးဆောင်တဲ့နေရာမှာသူတို့အနေနဲ့ဗောနော် တဖက်ကန်းလုံအောင်ကြိုးစားနေတာမလို့ဒါကတော့တို့ရဲ့ပြမှုတွေတက်ပြန်ပြီးတော့ပေးဆက်မဲ့ချိန်ရောက်လာတာပဲဖြစ်ပါတယ်။တို့တော်လန်ရဲဘော်တွေအားလုံးကနေပြီးတော့စစ်ကောင်စီရဲ့ champion မှုလို့ရတဲ့နေပတ်သက်ပြီးတော့မချေမနှက်ဖြစ်ပြီးတော့ဟိုဆိုရင်နေပြီးတော့ထိလာပြီးတော့မှပေါ့နော်။အရေးယူဆောင်ရွက်တော့မယ်ဆိုပြီးတော့ချိန်ညာထားတာမလို့မချာခင်မတော့အဲ့ဒီနေ့ရက်တွေတေချာပေါ့ကျွန်တော်တို့အနေနဲ့ရောက်ရှိလာမှာပဲဖြစ်ပါတယ်။မြေဘော်ပြည်သူတွေဘက်ကနေပြီးတော့မှလည်းစီမပြအောင်မျိုးပဲနဲ့အဆုံးစွန်ထိတို့တော်လန်တက်ဖို့အနေနဲ့သူကိုတန်းနေဘက်ကနေပြီးတော့ကိုကြီးထောက်ပံ့ပေးကြပါဆိုလို့ပြောရင်လည်း ကျွန်တော်ဒီနေ့နေကမတစ်ဖက်ဗီဒီယိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြေဆုံးပြီးတော့မှတာရဲချင်းနဲ့နေ့တိလေးပန်ဆင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။